။သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာ။ကျွန်တော်တို့သတင်းချင်နမဒီကနေ့ဂျွန်လ9ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာ။ပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်အာဏာသိမ်းထားတဲ့စစ်ကောင်စီနဲ့မြန်မာနိုင်ငံကို ILO Article 33အရပြင်းထန်တဲ့ဒဏ်ခတ်ပိတ်ဆို့အရေးယူရန်အပြည်ပြည်ဆိုင်ရာအလို့သမားအဖွဲ့ချုပ်ညီလာခံကအတိပြုဆုံးဖြတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြံဖက်စစ်အာဏာသိမ်းထားတဲ့စစ်ကောင်စီနဲ့မြန်မာနိုင်ငံကို ILO Article 33အရရေးယူဖို့အပြည်ပြည်ဆိုင်ရာအလို့သမားအဖွဲ့ချုပ်ညီလာခံကယနေ့အတီးပြုဆုံးဖြတ်လိုက်ကြောင်းညီလာခံတက်ရောက်နေတဲ့မြန်မာနိုင်ငံလုပ်ငန်းရှင်များအဖွဲ့ချုပ်မြန်မာ Employer Federation MEF မှအထွေထွေအတွင်းရေးမှူးဦးဝေမှုတွင်ကပြောဆိုလိုက်ပါတယ်ယနေ့ဆွစ်ဇာလန်နိုင်ငံဂျနီဖာမှာပြုလုပ်တဲ့133ချိန်မြောက်အပြည်ပြည်ဆိုင်ရာအလို့သမားညီလာခံ ILC မှာလူငယ်များနဲ့အလို့သမားများကိုစစ်မှုထမ်းဥပဒေနဲ့အတင်းအဓမ္မစစ်ထစ်သွတ်သွင်းပြီး အလုတ်သမားအခွင့်အရေးနဲ့လူအခွင့်အရေးကိုချိုးဖောက်နေတဲ့မြန်မာစစ်ကောင်စီကို ILO Article 33အရပြင်ထန်တဲ့ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်းညီလာခံမှာမြန်မာနိုင်ငံနဲ့စစ်ကောင်စီကိုအရေးယူရေးမဲခွဲရမလို့ပဲအရေးယူရေးတညီတညွတ်ထက်ဆုံးဖြတ်အတည်ပြုလိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ILO ဥပဒေပုံမှန်33နဲ့စစ်ကောင်စီကိုအရေးယူဖို့ဆုံးဖြတ်လိုက်ပါပြီ။ အဲ့ဒါကတော့မဲခွဲစရာမလိုဘဲနဲ့အတီးပြုတ်လိုက်ပြီးဖြစ်ပါတယ်စစ်ကောင်စီကိုအရေးယူမှုဒဏ်ခတ်ပိတ်ဆို့မှုတွေကတော့အများကြီးလာမယ်ဥရောကတမကအပါအဝင်တကပါလုံးကဒဏ်ခတ်ပိတ်ဆို့မှုတွေလာမှာဖြစ်ပါတယ်ညီလာကံမှာရုရှားကိုယ်စားလှယ်ကကျွန်တော်တို့ကိုယ်စားလှယ်ဥမောင်းမောင်းမိန်ကွန်းပြောတဲ့အချိန်အမျိုးသားညီညွတ်ရေးအစိုးရ NUG တစိုက်တွေနဲ့ညီလာကံမှာမိန်ကွန်းပြောလို့ရှူရှူရှာရှာထလုံသေးတယ်နောက်ပြီးစစ်ကောင်စီဘက်က UMFCCI ကိုယ်စားလှယ်ဒေါခိုင်ခိုင်ຫນွေတို့လည်းလာတက်တယ် ထမတော့ရုရှားတို့ဘယ်လာရုစ်တို့ကကန့်ကွက်မလို့လုပ်ပေမဲ့နောက်ဆုံးမှာမဲခွဲစရာမလိုပဲအရေးယူဖို့ဆုံးဖြတ်သွားတယ်လို့ညီလာခံတက်ရောက်လာတဲ့ဥဝင်မှုတွင်ကဆိုပါတယ်မြန်မာနိုင်ငံကို ILO Article 33နဲ့အရေးယူဒဏ်ခတ်မှုမှာဒုတိယအကြိမ်ဖြစ်ပြီးစစ်အာဏာရှင်တန်းရွှေလက်ထက်ကလည်းပထမအကြိမ်ဖြစ် ILO ကပြင်းထန်တဲ့ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများလှုပ်ဆောင်ခဲ့ပါတယ်တက္ကရ2000ခုနဲ့စစ်အာဏာရှင်အုပ်ချုပ်ရေးဖြစ်တဲ့တန်းရွှေလက်ထက်မြန်မာနိုင်ငံမှာအတင်းအကျပ်အလုတ်ခိုင်းစေမှု Force Labor ပြဿနာများအလွန်ဆိုးရွားခဲ့တဲ့အတွက်အပြည်ပြည်ဆိုင်ရာအလို့သမားအဖွဲ့ ILO ကမြန်မာနိုင်ငံအပေါ် ILO အဖွဲ့ဥပဒေရဲ့ Article 33အရအရေးယူပိတ်ဆို့ခဲ့မှုပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ KNA နဲ့ဖြစ်ပွားနေတဲ့နေမြင့်အငင်းပွားမှုပြဿနာများကိုစိုးရင်ပွဲမလို့ဟု TNL ပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မဟာမိတ်တပ်ဖွဲ့အချင်းချင်းကြားဖြစ်ပွားနေတဲ့နေမြင့်အငင်းပွားမှုပြဿနာများဟာမဟာမိတ်အတွင်းနှိမ့်နိုင်ဖြည့်ရှင်းခြင်းကြောင့်လူတို့အနေနဲ့စိုးရင်စရာမလိုအကြောင်းပလောင်အမျိုးသားလွတ်မြောက်ရေးတအူ တအောင်းမျိုးသားလွတ်မြောက်ရေးတက်မတော် PSLF TNL ကပြောကြားလိုက်ပါတယ်။ယနေ့ဇွန်လ9ရက်နေ့မှာကျင်းပတဲ့မေလတလတာဆောင်ရွက်မှုအခြေအနေသတင်းစာရှင်းလင်းပွဲမှာ PSLF TNL ပြန်ကြားရေးတာဝန်ခံလွေးရီဦးကမဇီမာရဲ့မေကွန်မင်းမြတ်မှုကိုထိုးထုတ်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။မဟာမိတ်အချင်းချင်းတွေ့ဆုံပြီးမဟာမိတ်ဆက်ဆံရေးဌာနကနေတဆင့်ဆက်သွယ်ပြီးတော့မှဒီကိစ္စတွေပြည်လည်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။ KIA နဲ့ TNL ကြားမှာလည်းအငင်းပွားမှုတွေမကြာခဏရှိနေပါတယ်။ ။သို့ပေမဲ့လည်းဒီကိစ္စတွေကိုဖြေရှင်းနိုင်ဖို့မဟာမိတ်အချင်းချင်းစာတွေပို့ဆက်သွယ်တာမျိုးရှိပါတယ်။တစ်ဖက်မှာလည်းဘ ਹੁ အဆင့်တွေးဆုံနိုင်ဖို့ကျမတို့ကြိုးပမ်းနေတာဖြစ်ပါတယ်။ဒီကိစ္စအနေနဲ့လူတို့အနေနဲ့မဟာမိတ်တွေအငင်းပွားမှုအပေါ်စိုးရိမ်စရာမရှိဘူးလို့မြင်ပါတယ်လို့လူရည်ဦးကဆိုပါတယ်။ကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA နဲ့ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်ဦး PSLF TNLA တို့ရဲ့မြေပြင်အငင်းပွားမှုများကိုတွေးဆုံဆွေးနွေးရေးအတွက် ညီနိုင်ရေးမှုအဖွဲ့ကိုဖွဲ့စည်းကရှေ့ပြေးညီနိုင်မှုစတင်နေပြီဆိုပေမဲ့လည်းယနေ့အထိနေရာနဲ့အချိန်ညီနိုင်ရမရတဲ့အတွက်ဘ ਹੁ အဆင့်မတွေ့ဆုံနိုင်သေးကြောင်း KIA ထံမှသိရှိရပါတယ်။တွေ့ဆုံမှုနေရာတွေအချိန်တွေညီနိုင်နေတော့မဲ့ဖြစ်ပါတယ်။ဟိုဘက်ကအချိန်မရတာဒီဘက်ကအချိန်မရတာဟိုဘက်မအားဘူးဒီဘက်မအားဘူးအဲ့လိုမျိုးတွေပေါ့ပြောရမယ်ဆိုရင်တော့မတွေ့ဆုံရသေးဘူးလို့ KIO KIA ပြန်ကြားရေးတာဝန်ခံပုံမူကြီးနော်ဘူးကမစ္စီမာကိုပြောပါတယ်။ ယခု2025ခုနှစ်ပထမ9လတာအတွင်းမှာရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့နန့်ခမ်းမိုးမိတ်မန်တုံကုတ်ခိုင်မြို့နယ်နက်ဖက်ကမြို့နမတူမြို့နယ်မုံဝီကျေးရွာတို့မှာ KIA နဲ့ TNL တပ်ဖွဲ့ဝင်များအကြားနေမြေအငင်းပွားမှုပြဿနာများဖြစ်ပွားခဲ့ပါတယ်။ TNL ထိန်းချုပ်ဒေသများဖြစ်တဲ့မန်တုံနန့်ခမ်းမုံဝီစတဲ့ဒေသများမှာ KIA ကစခန်းနဲ့ဆက်ဆံရေးရုံးများကို TNL ကအင်အားသုံးဖယ်ရှားခြင်းကြောင့်နှစ်ဖက်ဆက်ဆံရေးတင်းမာကထိုးကျရိုက်နှက်မှုများလည်းဖြစ်ပေါ်ခဲ့ပါတယ်။ နေမည်အငင်းပွားမှုကိုအခြေခံတဲ့ပရိပက္ခများပုံမစိုးဝမလာစေဖို့အတွက်နှစ်ဖက်တာဝန်ရှိသူများဘ ഹു အဆင့်တွဲဆုံဆွေးနွေးညှိနှိုင်းရလို့အကြောင်းဒေသခံများနဲ့နိုင်ငံရေးလေးလာတုံးသက်သူများကထောက်ပြထားကြပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့မြင်းကြံခရိုင်ထဲမှာတရုတ်နိုင်ငံသားတွေခီးမတော်ကြဖို့နဲ့ဘေကင်းရရွှေပြောင်းဖို့တရုတ်ကောင်စစ်ဝင်ကြုံယုံတတိပင်းမြင်းကြံခရိုင်ထဲကတရုတ်တန်ွေပိုက်လိုင်းဆောက်စစ်အုပ်စုစခန်းတွေတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက်အခုလိုတတိပေးထုတ်ပြန်လာတာဖြစ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြင်းကျန်ခရိုင်နှတို့ကြီးမြို့နယ်တဲကတရုတ်တပ်ငွေပိုက်လိုင်းဆောက်စစ်အုပ်စုစခန်းကိုတော်လိုင်းရေးပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်မှာတရုတ်နိုင်ငံသားတွေအနေနဲ့မြင်းကျန်ခရိုင်တဲကမြို့တွေကိုခီးမသွားကြဖို့တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ယုံမန္တလေးကတတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။မြင်းကျန်ခရိုင်တဲကနှတို့ကြီးမြင်းကျန်တောင်တာမြို့နယ်တွေမှာမကြသေးမီကလက်နက်ကင်ပဋိပက္ခတ်တွေပြင်းထန်စွာဖြစ်ပွားခဲ့ပြီးလုံခြုံရေးအန္တရာယ်မြင့်မားနေတာကြောင့်မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့အဲ့ဒီဒေတာတွေကိုခရီးသွားလာတော့တွေမလုဆောင်ကြဖို့တရုတ်ကောင်စီဝန်ချုပ်ယုံကဇွန်လ3ရက်နေ့ကတတိပေးထုတ်ပြန်ခဲ့တာပါမြင်းချံခရိုင်ထဲမှာနေထိုင်နေကြတဲ့တရုတ်နိုင်ငံသားတွေအနေနဲ့အခြေအနေတွေအရခွင့်ပြုပါကဘေးလွတ်ရာနေရာတွေကိုအချိန်နဲ့တပြေးညီပြောင်းရွှေ့နေထိုင်သင့်တယ်လို့တရုတ်ကောင်စီဝန်ချုပ်ယုံရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်ဒါပြင်အဆိုပါနေရာတွေမှာအမှန်တကယ်နေထိုင်ဖို့လိုအပ်တာဒါမှမဟုတ်မရွှေ့ပြောင်းနိုင်တာဆိုရင်မလိုအပ်ပဲအပြင်မထွက်ကြဖို့နဲ့ဘေးကင်းနိုင်တဲ့ကြိုတင်ကာကွယ်မှုတွေလှုပ်ဆောင်ထားကြဖို့ အရေးပေါ်အခြေအနေဖြစ်လာရင်ကောင်စစ်ဝင်ကျုပ်စီကိုအချိန်နဲ့တပြေးညီအကူအညီတောင်းခံကြဖို့ထုတ်ပြန်ထားပါတယ်။ကိုမြင့်ဆောင်အညာမီစစ်စင်ရေးအဖြစ်မြင်းချံခရိုင်ဒဲမှာနထူးကြီးတောင်တာမြင်းချံငန်းစွန်အစရှိတဲ့မြို့နယ်တွေထဲမှာရှိတဲ့အကြံဖတ် စစ်အုပ်စုအထိုင်စခန်းတွေကိုပြီးခဲ့တဲ့မေလ15ရက်နေ့မှာတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာစစ်အုပ်စုစခန်းတချို့နဲ့လက်နက်ခဲယမ်းတွေတင်ဆက်ရမိခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်းနတိုးကြီးမြို့နယ်တက်ကတရုတ်တဘာဝတန်ငွေပိုက်လိုင်းဆောင်စစ်အုပ်စုစခန်းကိုပါတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။နတိုးကြီးမြို့နယ်အနီးကတရုတ်တဘာဝတန်ငွေပိုက်လိုင်းဆောင်စစ်အုပ်စုစခန်းကိုမေလ15ရက်နေ့မှာတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာအကြံဖတ်စစ်အုပ်စုဘက်ကစေရောက်ခန့်တိတ်ဆုံသွားပြီးလက်နက်ခင်းရန်အချို့ပါတင်စေရရှိခဲ့တယ်လို့နတိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ ဒါအပြင်တောင်တာမြို့နယ်ထဲမှာလည်းတရုတ်တန်းငွေပိုင်လိုင်းဆောင်စစ်အုပ်စုစခန်းကိုလည်းမေလ15ရက်နဲ့22ရက်နေ့တော့မှတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရမှာစစ်အုပ်စုဘက်ကထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်လို့တောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဆိုပါတယ်။လက်ရှိမြင်းကြံခရိုင်ထဲမှာရှိတဲ့တရုတ်တဘာဝတန်းငွေပိုင်လိုင်းတွေနဲ့ပတ်သက်ပြီးပိုင်လိုင်းစခန်းနေရာတွေမှာတရုတ်နိုင်ငံသားတွေနေထိုင်တာရှိမရှိဆိုတာကိုတော့ MFP အနေနဲ့အတိပြုနိုင်ဖို့စူးစမ်းနေစေဖြစ်ပါတယ်။မြင်းကြံခရိုင်ထဲက ကိုမြင့်ဆောင်အညာမြေစစ်စင်ရေးနောက်ဆက်တွဲအခြေအနေတွေနဲ့ပတ်သက်ပြီးတက်ဆိုင်ရာတော်လိုင်းရေးတပ်ဖွဲ့တချို့ကို MFP ကဆက်သွယ်ခဲ့ပေမဲ့လက်တလောဖြည့်ဆို့လို့မရသေးဘူးလို့ညှင်းဆန်ခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မုံရွာမှာစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးနဲ့ရဲတအူလက်နက်ခဲယမ်းများယူဆောင်လာပြီးအလင်းဝင်တအူးလျင်ငွေကျပ်390ချီမြင့်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမြို့နယ်မှာစစ်တပ်စစ်ကြောင်းနဲ့စစ်တပ်စခန်းတို့မှာစစ်မှုထမ်းတပ်သား2ဦးနဲ့ရဲတအူးတို့လက်နက်ခဲယမ်းများယူဆောင်လာပြီးအလင်းဝင်လာတဲ့အတွက်ကြောင့် တဦးကိုငွေကျပ်3000စီစုချင်းမြင့်ပေးခဲ့ကြောင်းမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပါလဖတ်တာဝန်ခံကိုအားကူကပြောဆိုပါတယ်။ပြီးခဲ့တဲ့မေလနဲ့ယခုဇွန်လအတွင်းထဲမှာမုံရွာမြို့ပေါ်မှာရှိတဲ့စစ်တပ်စခန်းနဲ့မုံရွာမြို့နယ်အတွင်းလှည့်လည်နေတဲ့စစ်တပ်စစ်ကြောင်းတို့မှစစ်မှုတန်တပ်သား2ဦးနဲ့ရဲတအုပ်တို့ဟာ MA1 အမျိုးအစားတနက်တလက် G3 အမျိုးအစားတနက်တလက်နဲ့ MA13 အမျိုးအစားတနက်တလက်တို့ကိုယူဆောင်လာကမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့စီကိုဆက်သွယ်ပြီးအလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ နှစ်ယောက်ကတော့ကျွန်တော်တို့နဲ့အတူတော်လန်ရေးတာဝန်ထမ်းဆောင်ခြင်းနဲ့ဆိုလို့တပ်ဖွဲ့တွေမှာတာဝန်ပေးထားတယ်။ကျန်တဲ့တယောက်ကတော့တော်လန်ရေးမှာလည်းမပါခြင်းဘူးစစ်ခွေးတွေဘက်မှာလည်းမနေခြင်းဘူးဆိုပြီးသူ့မိသားစုတွေစီပြန်မဲဆိုလို့ပို့ပေးလိုက်ပြီးလက်နက်ပါလာတဲ့အတွက်ကြီးမြင့်ငွေ350နဲ့အတူသူ့တွားလိုရာနေရာကိုပို့ပေးလိုက်တာသူတို့စိတ်တဘောဆန္ဒအလျောက်ပဲကျွန်တော်တို့ကဆောင်ရွက်ပေးတာပါလို့မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပလဖတာဝန်ခံကိုအာကူးကပြောကြားပါတယ် အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားများကိုမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖမငွေကျပ်350စီစုချင်းမြင့်ပေးခဲ့ပြီး၎င်းတို့သဘောဆန္ဒအလျောက်တအိုးမှမိသားစုစီကိုပြန်သွားပြီးကျန်တဲ့အိုးမှာတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများအဖြစ်တာဝန်ထမ်းဆောင်လျက်ရှိကြောင်းသိရှိရပါတယ်။အလင်းဝင်ရောက်လာသူများမှာရန်ကုန်မြို့မှာအတင်းအတက်မှစစ်သားအဖြစ်စုဆောင်းခံရသူနေမျိုးဦးရှမ်းပြည်နယ်မြောက်ပိုင်းမှာအတင်းအတက်မှစစ်သားအဖြစ်စုဆောင်းခံရသူကိုညင်ညီနဲ့အေယာဝတီတိုင်းပသိမ်မြို့ဇာတိဖြစ်သူရဲတပ်သားချင်းမိုးသူတို့ဖြစ်ကြောင်းသိရှိရပါတယ်။ စစ်ကောင်စီကသူတို့တက်တွင်းထဲမှာ၆လက်မှုတွေလုပ်ထားတယ်။မင်းတို့လက်နက်တွေကိုယူပြီး PDFC ကိုထွက်ပြေးရင် PDF ကမင်းတို့ရောက်ရင်တတ်မှာပဲရှင်းမှာပဲဆိုပြီးချင်းချောက်ထားတယ်ဝါဒဖြန့်ထားတယ်။အဲနာကြောင့်မို့လို့ကျွန်တော်တို့ဘက်ဒီလိုနွေ့နွေ့ထွေးထွေးကြိုဆိုတယ်ဒီလိုချင်းမြင့်မှုတွေရှိတယ်ဆိုတာကိုပြချင်တာပါ။ကျွန်တော်တို့စီမံလက်နက်မပါပဲပြေးလာတဲ့သူတွေအများကြီးပဲလူဦးရေ20နီးပါးလောက်ရှိပါတယ်။ အဲ့ဒီအထက်ကသက်ဆိုင်ရာတာဝန်ကိုထမ်းဆောင်နေတဲ့သူတွေလည်းရှိတယ်လို့ပြန်တဲ့သူတွေလည်းပြန်လာရှိပါတယ်လို့မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပလဖတာဝန်ခံကိုအားကူးကရှင်းပြပါတယ်စစ်ကောင်စီတပ်အတွင်းမှထွက်ပြေးပြီးပြည်သူ့ရင်ဝင်ကိုရိုးရိုးသားသားနဲ့ဝင်ရောက်ခိုးလုံပါကနှွေးထွေးစွာကြိုဆိုလျက်ရှိပြီးလက်နက်ပါသည်ဖြစ်စေလက်နက်မပါသည်ဖြစ်စေမြည်သည့်နေရာကိုရောက်ရှိနေသည့်ဖြစ်ပါစေစူးစမ်းခေါ်ထုတ်ကကူညီပေးလျက်ရှိကြောင်းအသိပေးထားပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လေရင်40ကျော်ဖျက်ဆီးခံရတဲ့ကြားထဲမှာယူကရိန်းထံမှလက်နက်ချအညံ့ခံပေးရေးပူတင်အလိုရှိနေသည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရုရှားနိုင်ငံအတွင်းပိုင်းနဲ့အထိကွန်တိန်နာများနဲ့လျှို့ဝှက်သွင်းယူခဲ့တဲ့ယူကရိန်း drone 138စင်းက ဇွန်လ၁ရက်နေ့မှာရုရှားလေဆိပ်လေးခုမှာပလက်စစ်ကန်ဘုံကျဲတဲ့အလားလေရင်40ကျော်ပျက်စီးသည့်အထိအနီးကပ်အလစ်အငိုက်တိုက်ခိုက်မှုခံလိုက်ရပေမဲ့ပူတင်ကယူကရိန်းနဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုမှာအလွန်ကြီးမားတဲ့တောင်းဆိုမှုစည်းရင်းများကိုထုတ်ပြန်အသိပေးနေစေဖြစ်ပါတယ်။18လအကြာလျှို့ဝှက်ပြင်ဆင်ခဲ့တဲ့ယူကရိန်းဒရုန်းတိုက်ခိုက်မှုကြောင့်ဒေါ်လာ1.5ဘီလီယံဘူးရုရှားပျက်စီးဆုံးရှုံးခဲ့ရမှာရုရှားမီဒီယာများကိုယ်တိုင်ကပလက်စစ်ကန်ဘုံကျဲခံရခြင်းမျိုးဟုခိုင်းနှိုင်းဖော်ပြခဲ့ကြပါတယ်။ အဲ့ဒီအခြေအနေမှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကြားဝင်ပြီးရုရှားယူကရိန်းငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရန်အဆိုပြုထားမှုကိုလက်ခံရန်အရေးပူတင်ဘက်ကလောဘကြီးလွန်းတဲ့တောင်းဆိုမှုစည်းရင်းကိုပေးပို့ထားကြောင်းနဲ့ထို့အချက်များလက်မခံလျင်ဆွေးနွေးရန်မရှိဟုဆိုထားကြောင်းသိရှိရပါတယ်။မေလ၂ရက်အစ္စတန်ဘူးမြို့မှာနှစ်နိုင်ငံကိုယ်စားလှယ်များဒုတိယအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရာမှာပူတင်ကအဆက်ကင်းမဲ့စွာတောင်းဆိုမှုများဟာဆိုးရွားလွန်ခဲ့ကြောင်း ရုရှားအစိပ်ပိုင်းအနေငယ်မျှသာတိမ့်ပိုက်ထားနိုင်သေးတဲ့ယူကရိန်းအရှေ့ပိုင်းဒေသလေးခုမှယူကရိန်းတပ်များအားလုံးဆုတ်ခွာပေးရန်2014မှာယူကရိန်းထံမှမတရားသိမ်းယူခဲ့တဲ့ခရိုင်းမီးယားဒေသကိုနိုင်ငံတကာမှရုရှားအချုပ်အချာအာဏာပိုင်နယ်မြေအဖြစ်သတ်မှတ်ပေးရမှာဖြစ်ကြောင်းပူတင်ကတောင်းဆိုထားပါတယ်။ဒါ့အပြင်ယူကရိန်းရဲ့စစ်တပ်အင်အားကိုသတ်မှတ်ပေးတဲ့အရေးအတွက်မှသာချုပ်ပြီးဖွဲ့စည်းရမည်။ယူကရိန်းကမြေတီပြင်ပစစ်သားကိုမဆိုတိုင်းပြည်အတွင်းမြေတီအကြောင်းပြချက်နှင့်မျှလာရောက်ခွင့်မပြုသောထာဝရကြားနေနိုင်ငံအဖြစ်နေပေးရမည်။ ်နာဇီဝါဒမြင့်တင်ခြင်းလုံးရမျိုးလုံးဝမလုပ်ရရုရှားမှတဘာဝတန်ခွေများယူကရိန်းနိုင်ငံကိုဖျက်ကျော်ရောင်းချခွင့်ကိုလည်းခွင့်ပြုရမယ်အပြင်အကာအကွယ်ပေးရမည်နိုင်ငံအရှေ့ပိုင်းလေးနေရာမှာစစ်တပ်များမယုတ်ပေးနိုင်ဆိုလျင်ပင်ယူကရိန်းဘက်ကစစ်အုပ်ချုပ်ရေးဥပဒေပြဋ္ဌာန်းခြင်းကိုရုတ်သိမ်းပြီးရွေးကောက်ပွဲကျင်းပရမယ်ဆိုတဲ့တောင်းဆိုမှုများပါဝင်တယ်လို့သိရှိရပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနောက်ဆက်ကြဲကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာမြေ့ကြပါစေခင်ဗျာမြေ့ကြ